ရာခဲတဲ့လူ့ရာလာပြီးတော့ဒီငါးခုတည်းတခုမှမရလိုက်ဘူးဒီလိုအနှစ်သာရရှိတဲ့အရာတွေတခုမှမရလိုက်ကုသိုလ်ကောင်းမှုလည်းတခုမှဟောဒီဘက်တွေမလုပ်လိုက်ဘူးကိုစားဖို့ကိုအိပ်ဖို့ကိုသားသမီးတွေစားဖို့ကိုကိုအတွက်ပဲကြည့်ပြီးတော့ကိုဟာနဲ့ပဲအချိန်ကုန်သွားမယ်ဆိုလို့ရှိရင်အနှစ်သာရရပါမလားရနိုင်ဘူးအဲ့ဒါကြောင့်မို့လို့ရှာခဲတဲ့လူ့ဘဝရလာတဲ့ ရိုက်ရွာမဲ့အနှစ်သာရကိုရအောင်ကြိုးစားဖို့လိုသေးတယ်။နော်။ကြိုးစားဖို့လိုတယ်။အဲ့ဒီလိုမကြိုးစားဘဲနဲ့ဘဝတစ်ခုဆုံးသတ်သွားမယ်ဆိုလို့ရှိရင်ဒီလူရဲ့လူဖြစ်ရကြိုးစားနှပ်ပါအောင်ကမနှပ်ဘူး။အဲ့ဒါကိုတော့တည်တည်ချာချာစောစောပြင်းပြင်းမှတ်ထားဖို့။မြတ်စွာဘုရားသခင်ကိုရမြတ်ကဟောတယ်။တရားဆိုတဲ့ယုံကြည်မှုကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေလုပ်ဖြစ်တယ် သီလကိုခြင်းတရားကောင်းသည့်အတွက်ကြောင့်ကုသိုလ်တွေဟာကိုယ်တဏ္ဍာမှာတည်မြဲတယ်။သူတအကြာမြင့်ရှိသည့်အတွက်ကြောင့်လုံတင်တာနဲ့မလုံတင်တာခွဲခြားပြီးတော့နားလဲတယ်။စာကဆုံးလမှုရှိတာသည့်အတွက်ကြောင့်ကိုချိုးရှာတဲ့စိတ်တတ်တယ်မရှိဘူးအများအတွက်လှုပ်ရှင်တယ်။အများပရဟိတကုသိုလ်ကောင်းမှုတွေလှုပ်တယ်ကိုရရရဲ့ကောင်းစားရေးလှုပ်တယ်ကိုလူမျိုးတွေရဲ့ကောင်းစားရေးလှုပ်တယ်ကိုနိုင်ငံအတွက်ကောင်းစားရေးလှုပ်တယ် ကိုချိုးတက်တက်မကြည့်ပဲနဲ့အများချိုးကိုလုပ်တယ်။ဟောစာကားရှိတယ်။ပညာရှိသည့်အတွက်ကြောင့်အမှန်တရားကိုသိတယ်။လောကမှာတောကဖြစ်တာဘာကြောင့်ဖြစ်တယ်။အမှန်တရားသိတော့။အဲဒီလိုအဖြေတွေလုတ်တင်တာနဲ့မလုတ်တင်တာခွဲခြားသိတော့။အဲဒီလိုတတ္ထသီလသုတ္တစာကပညာဆိုတာရ